စစ်တင်ဆက်ပေးနေကြဖြစ်တဲ့ DVBS Smarter Season လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီ season လေးကဆိုရင်တော့ဒီចောင်းသားလူငယ်တွေအတွက်ပညာရေးနဲ့ဆိုင်တဲ့ဗဟုသုတတွေပညာရေးခွင့်လန်းတွေအကြောင်းကိုမျှဝေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ဒီတူရကီနိုင်ငံမှာကိုရိုင်းကလည်း MBA တန်းကိုတက်နေတယ်။ပြီးတော့ဒီတူရကီနိုင်ငံရဲ့ထိပ်တန်း University တွေမှာចောင်းတက်ချင်တဲ့ចောင်းသားလူငယ်တွေကိုကူညီပေးနေတဲ့ဒီ Garnier မြန်မာ Education Agency ရဲ့ညီမလေးနှစ်ယောက်ကိုဖိတ်ခေါ်ထားပါတယ်။ မလေးမင်္ဂလာပါမင်္ဂလာပါဟုတ်အရင်ဆုံးဒီကိုကိုကိုမိတ်ဆက်ပေးပါအောင်အဲဒီဘယ်နိုင်ငံမှာရောက်နေရဲ့အခုလက်ရှိဘာတွေလုပ်နေရဲ့ပြီးတော့ဒီခုနပြောတဲ့ဒီကုညီနေတဲ့ကျောင်းသားလူငယ်တွေကုညီနေတဲ့ service လေးအကြောင်းကိုလေးပြပြပေးပါအောင်ရှင်ဟုတ်ကဲ့မင်္ဂလာပါဟနီးကလက်တင်စာထွန်းပေါ့နော်ဟနီဇူးပေါ့အားလုံးကတော့ဟနီဇူးလို့ပဲသိကြပါပေါ့နော်ဟနီးကလက်ရှိဒီဘေကုတ် University မှာအဲ MBA တက်နေပြီးတော့ဒီ Ghanaian မြန်မာဆိုတဲ့ education agency လေးကိုလည်းဒါအမွန်ညမနဲ့တူလို့ founder လုပ်ပြီးတော့ဒါ ဲ့မြန်မာကျောင်းသားလူငယ်တွေကိုကူညီပေးနေပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ကျမကတော့လေသနာထွန်းအဲနာမည်ကတော့လေသနာထွန်းပါအဲအကောင်လုံးကတော့ဟန်နီဂျူလို့သိရပေါ့နော်လက်ရှိအစ္စတန်ဘူစီဝိုင်တက်ကတော့မှာအဲမာစတာ MB တက်နေပေါ့နော်ကျောင်းသူဖြစ်ပါတယ်အဲလက်ရှိအမောအမနဲ့အတူတူဒီဂိုင်းနဲ့မြန်မာမှာ operation bio တာဝန်ယူပြီးတော့လောက်ဆောင်ပေးနေပါတယ် ဒီအတန်းလေးနဲ့အရင်ဆုံးစလိုက်ကြမယ်လေနော်အခုဒီအတန်းကိုဘယ်လိုရွေးချယ်ဖြစ်တယ်ဒီ Turkey နိုင်ငံရောဘယ်လိုရွေးချယ်ဖြစ်ခဲ့တယ်ဆိုတဲ့ဟာလေးကနေစလိုက်ရအောင်နော် ဟုတ်ကဲ့အမ်ဟိုနေ့ကတော့ဒါ Turkey ကိုအရင်ဆုံးအမောင်မြတ်ထက်အရင်ရောက်သွားတာပေါ့နော်လွန်ခဲ့တဲ့3နှစ်ကရောက်ခဲ့တာဆိုတော့ပြောရလို့ရှင်မြန်မာတွေထဲမှာရွေးချယ်မှုနည်းသေးတဲ့ Turkey ကိုဟိုနေ့ဒါတော်တော်လေးကနအူးစောပြီးတော့ရောက်သွားတဲ့အကြောင်းသူတွေမှာပါတယ်ပေါ့နော်အဲအဲ့ဒီမှာဟိုနေ့က Turkey ကိုဘယ်လိုစပြီးစိတ်ဝင်စားခဲ့လဲဆိုတော့ဒီ Europe Higher Education ကိုဟိုနေ့စပြီးလေ့လာတဲ့အခါမှာတူရကီကလည်း European Higher Education ပေးနိုင်တဲ့နိုင်ငံတစ်ခုဖြစ်တယ်စိတ်ဝင်စားဖို့ကောင်းတာအကြောင်းလားကအရန်သက်သာတယ် အဲနှစ်နှစ်စာကျောင်းလာက master အတွက်ဆိုလို့ရှင်သူကဒေါ်လာ3000လောက်ကနေစပြီးတော့တက်လို့ရတယ်ပေါ့နော်အဲ့ဒီမှာသူကအဲ Europe education quality ကိုကျောင်းလာကတက်တာတယ်ပြီးတော့ visa process ကမြန်တယ်လွယ်တယ် job opportunity လည်းရှိတယ်အဲ့လိုနဲ့ Hania Turkey ကို master တက်ဖို့ရွေးခဲ့တာပေါ့နော်အဲ့ဒီမှာ Mabego University က international student friendly ဖြစ်တယ် ပြီးတော့ကြာတော့သူတို့ရဲ့ international department ကလည်း international ចောင်းသားတွေပေါ်မှာတော်တော်လေးကူညီပေးတယ်အဲ့ဒီကနေဘေးကုတ် university မှာ master တက်ဖို့ရွှေ့လိုက်တာပေါ့နော်ဟိုနေရာကြာတော့မြန်မာမှာလည်းအဲအလုပ်အတွေ့အကြုံက6နှစ်9နှစ်လောက်ကဒီ multinational company တွေမှာအလုပ်လုပ်လာခဲ့တာဆိုတော့ဒါကိုယ့်ရဲ့ bachelor degree ကအင်္ဂလိပ်စာနဲ့ចောင်းပြီးပေမဲ့လည်းအ MBA ကိုကြာတော့ဒါ business bio ကိုစိတ်ဝင်စားလို့ဒါရွေးချယ်ပြီးတော့တက်ဖြစ်ခဲ့ရပါတော့နော်ဟုတ် အာဟောကျမကတော့ဒီမြန်မာနိုင်ငံမှာတော့ကဒါဂျပန်ကုမ္ပဏီမှာလုပ်ခဲ့တာပေါ့နော်ဂျပန်ဆန်အန်တူလေးပဲအောင်ထားတယ်အဲဂျပန်ကုမ္ပဏီမှာ9နှစ်လောက်လုပ်လာပြီးတဲ့အချိန်မှာじゃကိုယ့်ရဲ့ career develop လုပ်ချင်တဲ့အတွက်အမစတာတက်ဖို့နိုင်ငံကြီးကြည့်ရပေါ့နော်အဲ့အချိန်မှာဂျပန်မှာတော့တက်မလားဒီ Euro country တခုကိုမှတက်မလားဆိုတဲ့အချိန်မှာအမလည်းရောင်းနေနေပြီးသားဖြစ်တဲ့ ဒီ Euro Education ကိုပေးနိုင်တဲ့အဲတူရကီမှာအဲ Istanbul စီးပွားရေးတက္ကသိုလ်မှာ Master တက်ဖို့ရွေးချယ်ဖြစ်ခဲ့ပေါ့နော်လက်ရှိမှာတော့ဒီ MBA ကို thesis လုပ်နေတယ် and အဲ့လိုနဲ့တူရကီကိုအဲရောက်လာဖြစ်ခဲ့တာပေါ့နော်ဟုတ် ဒီเจ้าမှာဟိုဒီ university တွေကိုရွေးချယ်တဲ့အခါမှာဘေဟာတွေကိုအလေးထားပြီးရွေးချယ်တင်နေပြီးတော့ဘာတွေလိုအပ်ချက်တွေရှိတယ်ဘလောက်တွေကြိုးပြီးပြင်ဆင်ရမယ်ဆိုတဲ့ဟာတွေပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ရှင်အဲ Turkey မှာကျတော့လေ तू က education system ကောင်းတယ်ចောင်းလာကတက်တာတယ်ဒါပေမဲ့မြန်မာចောင်းသားတွေနဲ့စိမ့်သေးတာပေါ့နော်မြန်မာ community နဲ့သေးတာပေါ့အဲ့ပုံမှာ Turkey နဲ့စိမ့်ကြတယ်အဲတချို့ကထင်ကြတာကြတော့ Turkey ကအခုမှ international student တွေကြားထဲမှာ ပေါက်လာတဲ့နိုင်ငံလို့ထင်တာပေါ့နော်တကယ်တော့မြန်မာတွေကြားထဲမှာအခုမှပေါက်လာတဲ့နိုင်ငံသူက international student တွေကြားထဲမှာအဲနာမည်ကြီးပြီးသားနိုင်ငံတစ်ခုပေါ့နော်အဲ့ဒီမှာမှမြန်မာကျောင်းသားတွေကအခုမှသိလာတဲ့အပေါ်မှာ Turkey မှာကျောင်းတက်ဖို့ဆိုဘာလိုလဲဘလို့ကျောင်းတွေကိုရွေးကြလဲဘလောက်ပြင်ဆင်ရလဲဆိုတာအမေးများရဲ့မိကွန်းလေးပေါ့နော်အဲ့မှာကြတော့ Turkey မှာကတခုပို့ပြီးစိတ်ဝင်စားဖို့ကောင်းတာကသူက အဲဗီဇာလွယ်တယ်ဗီဇာ process မြန်တယ်ပြီးလို့ရှိရင်မြန်မာကအထက်တန်းအောင်မြင်ထားပြီးုံနဲ့အဲ GDP ထားုံနဲ့ IGCSC O level ပြီးထားုံနဲ့ bachelor တခါတည်းတန်းတက်လို့ရတယ် foundation မလို့ကျောင်းတခါတည်းတန်းလျှောက်လို့ရတယ်ဥပမာ IELTS တို့ TOEFL တို့မပြန်ထားဘဲနဲ့ကျောင်းသားကျောင်းလျှောက်လို့ရတယ် ူတို့က language test ကိုမကြည့်ဘဲနဲ့ចောင်းသားရဲ့ဒီအမှတ်စရင်းနေအောင်လက်မှတ်တွေကိုကြည့်ပြီးတော့じゃတော့ဒီចောင်းသားရဲ့ GPA ကိုကြည့်ပြီးတော့သူကចောင်းလက်ခံဖို့လက်မခံဖို့ဆုံးဖြတ်တာပေါ့နော်အဲအဲ့လိုမျိုးနဲ့ဒါចောင်းတစ်ခါတည်းတန်းလျှောက်လို့ရတယ်ပြင်ဆင်ချိန်ကဘယ်လောက်လောက်လုံမလဲဆိုတော့ကိုက GED ပြီးထားတယ်အထက်တအောင်လက်မှတ်ရှိထားတယ် IGCSC O level ပြီးထားတယ်ဆိုတော့တစ်ခါတည်းចောင်းတန်းလျှောက်လို့ရတယ်အဲအဲ့လိုမျိုးပေါ့နော်အဲ့တော့ process မြန်တယ်အဲတကယ်လို့ကိုမှဒီလက်မှတ်တွေရှိထားရဲဆိုလို့ရှင် bachelor တန်းလျှောက်လို့ရတယ် မာစတာရှောက်မဲ့ကျောင်းသားဆိုလို့ရှင်လဲသူက bachelor degree ရဲ့အမတ်စင်းရဲ့အားလုံးလက်ထဲမှာရှိရတယ်မာစတာတန်းလျှောက်လို့ရတယ်အဲ့လိုမျိုးပေါ့နော်ဟုတ်ဟုတ်ကဲ့ပါဆိုတော့ဒီဒါဆိုညီမလေးတို့ကဒီအချိန်တစ်ခုလည်းနေထားရလဲရှိတယ်ဆိုတော့ဒီဒီနိုင်ငံရဲ့ရင်ကျေးမှုပေါ့တို့တွေနိုင်ငံနဲ့ဒါအခုမှအဲ့ဒီဘက်ကိုကြောင်းလာမယ်လို့လဲဆိုဘလူရီ gap တွေရှိမလဲအဖာရီကိုတတိထားရမလဲဆိုတာလေးကိုလည်းပြောပြပေးပါဦးအဲအဲ့လေတစ်ချက်လောက်ရှင်းပြပေးပါ။ Culture shock ဘာတွေရှိမလဲဘာတွေအမှတ်ရစရာဖြစ်ခဲ့လဲ။ အဲအဓိကတော့ဒီအဲတူရကီနိုင်ငံရဲ့ကျမတို့လက်ရှိတန်ကြောင်းတက်နေတာအစ္စတန်ဘူမြို့ပေါ့နော်တူရကီနိုင်ငံအစ္စတန်ဘူမြို့ကစိတ်ခွန်စားစရာကောင်းတာသူ့ရဲ့အဲမြို့ကိုမှဒီတံတားကိုကူးလိုက်တာနဲ့ဒီဘက်ကယူရိုဟိုဘက်အဲနောက်တစ်ဖက်ကအာရှပေါ့နော်ဆိုတော့တရားလေးဖြတ်ကိုယုံနေတော့ယူရိုပ်ကနေအာရှအိုတော့အလွယ်တကူသွားနိုင်တဲ့မြို့တစ်မြို့ပေါ့နော်အဲ့ဒီမြို့မှာအဲကျမတို့အမ် သူတို့ရဲ့ culture ကအများဖြင့်သူ့ရဲ့ vibe လေးက euro vibe ရှိတယ်။အဲပြီးရင်နောက်တစ်ခုကမြန်မာចောင်းသားတွေနေအနေနဲ့ဆိုလို့ရှိရင်အဲရောက်ခါစမှာတော့ဒီရာသီဥတုအဆင်ပြေလိမ့်မယ်။အဲနောက်တစ်ခုက သူတို့အတွက် gacha shop ဖြစ်မှာကဒီအစားအသောက်ပေါ့နော် အစားအသောက်အဲသူတို့ကပေါင်မုန့်တွေ cheese တွေအဲနွားနို့တွေဒါမျိုးတွေစားရဆိုတော့မြန်မာကျောင်းသားရခါစားမှာတော့အဲ့ဒီတစ်ခုကတော့အဲသူတို့အဲဒီဆော့ဆာချင်းအသားမကျတဲ့အရာတစ်ခုဖြစ်လိမ့်မယ်ဒါပေမဲ့သူ့ရဲ့ရာသီဥတုကအရင်ကောင်းတယ်အဲပြီးလို့ရှိရင် အဲသူ့ရဲ့ရာသီဥတုမှာမှຫນွေရာသီပြီးရင်အဲဆောင်းရာသီရှိရရာသီအကူပြောင်းလေးမှာပဲမိုးရွာတတ်တယ်ပေါ့နော်အဲ့လိုရှိရပြီးရင် vibe လေးကလည်းအဲ euro vibe လေးရှိရပေါ့နော်ဟုတ်ဟုတ်ကဲ့ကျန်တဲ့ရာသီဥတုလေးပါလေးတွေကတော့အဲစင်ပြေရပါမယ်မြန်မာနဲ့ရမ်းမကွာဘူးပေါ့ဟုတ်တယ်ရှင်သူမြန်မာចောင်းသားအများစုကကြတော့ attack you သူတို့ကမရင်းပြီးတော့စိတ်ထဲမှာစိတ်နေတော့မေးကြပါဘောနော် အဲ့ဒီတကယ်ဘလူးနိုင်ငံကြီးလဲအစင်အပြေရဲ့လားရောက်လာလို့ရှင်အခက်ခဲမြန်ရမ်းရှိလားဗောနော်ဒါပေမဲ့တကယ်မှာစိတ်ဝင်စားဖို့ကောင်းတာတကယ်ရဲ့စိတ်နေစိတ်ဓာတ်တွေကအာရှတွေနဲ့တိတ်မကွာအဲ့လိုမျိုးသူတို့ကအဲနိုင်ငံရဲ့သဘောတဘာဝကိုကလည်းအာရှဘက်မှာများများပါပြီးတော့ယူရိုဘက်မှာ location ကအဲ့လိုမျိုးနည်းနည်းလေးပဲရှိတာဆိုတော့ဗောနော်အဲသူတို့က emotion များတာ တွေကုညီတတ်တာတွေနှွေးထွေးတာတွေကမြန်မာတွေနဲ့တူတယ်ပေါ့နော်ဒါပေမဲ့မြန်မာတွေနဲ့တိတ်မတူတာကတော့သူကနည်းနည်း energetic ဖြစ်တယ်ပြီးတော့ independent ဖြစ်တယ် strong ဖြစ်တယ်ပေါ့နော်အဲ့တော့ကြတော့အဲမြန်မာတွေနဲ့ Turkey တွေနဲ့ပေါင်းရတဲ့အတိတ်မခက်လာဘူးစိတ်နေစိတ်ထားသဘောတရားတွေအဲတူတဲ့အပိုင်းလေးတွေရှိတယ်လို့ပြောလို့ရပါတယ်ယူရိုမှာလို့အရင်တီးတန့်ကြီးမနေကြဘဲနဲ့ဟိုအကူညီတတ်ကြတယ်နှွေးထွေးတတ်ကြတယ်ပြီးတော့ လွတ်လပ်တယ်ပေါ့နော်နေတာထိုင်တာအဝတ်အစားအဲဒါမျိုးတွေမှာလွတ်လွတ်လပ်လပ်ပဲចောင်းသားတွေအနေနဲ့ international student friendly ဖြစ်ပါတယ်ဆိုတော့မတို့ကချာအကြောင်းပြောပြသွားပြီဆိုတော့ဒီနေထိုင်မှုပေါ့เนาะဆိုတော့ဒီနေထိုင်စရိတ်ဒီចောင်းစရိတ်စားစရိတ်နဲ့ဆိုလို့ရှင်ရောဘလို့တွေကွာချားမှုရှိမလဲများသောအားဖြင့်ကကြတော့တို့ဒီ euro bag ကိုသွားတဲ့အဲဘက်မှာဘလို့တွေဘလောက်တွေကွာမလဲဘလောက်တွေကုန်မလဲဆိုပြီးတော့မစိတ်ပူနေចောင်းသားတွေရှိရဲဆိုတော့တို့အတွက်ကိုရောဘလို့လေး sharing လုပ်ပေးချင်လိုက်ပါတယ်အဟုတ်ကဲ့ တဲ့ယူရောပမှာကျောင်းသွားတက်ဖို့ကအနှိုးတို့ဟိုအရင်လွန်ခဲ့တဲ့9နှစ်10နှစ်ကဆိုလို့ရှိရင်တော့ဒါအိမ်မက်တစ်ခုလို့ပေါ့နော်အရန်လန်ဝေးတဲ့ကိစ္စတစ်ခုလို့ပေါ့နော်ဟုတ်တယ်ပြင်ဆင်ဖို့ဆိုလို့ရှိရင်လည်းတော်တော်အချိန်ပေးရတယ်သူတို့သက်ဆိုင်ရာဆောင်ပွဲတွေဖြေရတယ်အ SAT တွေဖြေရတယ် GMAT GRE အစရှိသဖြင့်ပြင်ဆင်ရတဲ့ဆောင်ပွဲတွေများတယ်ပေါ့နော်ဒါပေမဲ့ Turkey ကဒီလိုမျိုးအယူရော dream လည်းရှိတယ်ပြီးလို့ရှိရင်ပြင်ဆင်ဖို့လည်းအချိန်များကြီးမပေးနိုင်တဲ့ကျောင်းသားလေးတွေအတွက်တကယ်ကို treasure လေးတစ်ခုလိုမျိုး hidden treasure လေးတစ်ခုလိုဖြစ်နေ ရပါဘောเนาะပြီးရင်စိတ်ဝင်စားဖို့တစ်ခုထပ်ကောင်းတာနေထိုင်စိတ်စားတောက်စိတ်အနေနဲ့ဆိုလို့ရှင်လဲဟဲ့ဘန်ကောက်နဲ့တိတ်မကွာလားအဲ့လိုမျိုးတလမှာမြန်မာကျောင်းသားတယောက်အခြေခံကုန်ကြတဲ့ building နေစိတ်စားစိတ်တွေအလုံးမှာဒေါ်လာ600 900ဝန်းကျင်လောက်ဆိုလို့ရှင်ကျောင်းသားတယောက်ကဒါအခြေခံကုန်ကြစိတ်လုံလောက်တယ်ပေါ့နော်အဲနေထိုင်စားစောက်စိတ်ကဒေါ်လာ600 900လောက်နဲ့ရတယ်ကျောင်းလားကကလည်း bachelor ဆိုလို့ရှင်တစ်နှစ်မှာဒေါ်လာ3000လောက်နဲ့ကျောင်းတက်လို့ရတယ် master ဆိုလို့ရှင်လည်းနှစ်နှစ်မှာ တော့3000လောက်နဲ့ကြောင်းတက်လို့ရတယ်ပေါ့နော်နေစိတ်စားစိတ်အဲပြီးတော့ကြောင်းလာကဟိုဖက်ဖက်ကတက်တာရယ်ပေါ့လေအဲ့တော့ကြတော့ Europe country ကိုလည်းကြောင်းသွားတက်ချင်တယ်ကြောင်းပြီးတဲ့အခါမှာလည်းဒါ Europe quality diploma တစ်ခု degree တစ်ခုယူချင်တယ်နေစိတ်စားစိတ်ကြောင်းလာကတက်တာပြီးတော့ visa process လွယ်တယ် visa မြန်တဲ့နိုင်ငံရွေးရဆိုလို့ရှင်တော့ Czechia ကဒါမြန်မာကြောင်းသားတွေထည့်သွင်းစဉ်းစားတဲ့နိုင်ငံလေးတစ်ခုပါပဲဟုတ် ဟုတ်ကဲ့ပါဆိုတော့မအခုလက်ရှိတည်ရတဲ့လောက်ကညီမလေးတို့ဒီ education နဲ့ပတ်သက်ပြီးတော့မှဒီ tour တွေသွားနေရတွေတွေ့တယ် event တွေတက်နေရတွေတွေ့တယ်ဆိုတော့ဒီအမသိချင်တာကဒီ Garnier မြန်မာဒီ education agency ကိုစပြီးတော့မှတည်ထောင်ဖြစ်ခဲ့ပုံလေးအတရားရည်ရွယ်ချက်လေးပေါ့နော်ဒါဆိုလို့ရှိရင်လည်းအခုလက်ရှိမှာလည်းအများကြီးចောင်းသားတွေအများကြီးကိုကူညီပေးနိုင်နေရလဲတွေ့ရတယ်ဆိုတော့ DAPT လေးတွေလည်းပြောပြပေးပါအောင်ပြီးတော့ဒီရည်ရွယ်ချက်လေးပေါ့နော် ဟုတ်ကဲ့အဲခဏကအဓိကကပထမဦးဆုံးဒါကနအူးရောက်သွားတဲ့မြန်မာတွေထဲမှာပါပြီးတော့ကြတော့မြန်မာ community နဲ့တဲ့ Turkey မှာတယောက်တည်း survive လုပ်ခဲ့ရတာတွေရင်ဆိုင်ခဲ့ရတာတွေနာကျင်ခဲ့ရခါသိခဲ့ဒီလိုမျိုးဖြတ်ကျော်ခဲ့ရတဲ့အကြောင်းတရားလေးရှိတယ်ပေါ့နော်အဲ့တော့ကြာကိုညမလေးကိုပထမဦးဆုံးကိုကကိုရဲ့ဒါပထမဦးဆုံးကြောင်းသားပေါ့ခေါ်လိုက်တဲ့အချိန်မှာဒါသူကိုယ်တိုင် homesick ဖြစ်တာတွေအဲစိတ်ဓာတ်ကျတာတွေအားငယ်တာတွေမလွယ်ကူတာတွေကိုတွေ့လာတဲ့အချိန်မှာဒါမြန်မာမှာ ်တာကီကိုကြောင်းလာတက်ချင်တဲ့ကျောင်းသားတွေရှိတယ်။သို့တော့ဒီလိုအခက်အခဲတွေကြုံရတဲ့အခါကြလို့ရှင် helping hand အနေနဲ့ဖြစ်ချင်တယ်ဆိုပြီးတော့အနည်းကအစကတော့ဒါအခကျင်းဝင်မယူပဲနဲ့အလုံးအကြံဉာဏ်နေပေးတယ်၊ကူညီပေးတယ်ပေါ့နော်။ဒါပေမဲ့တဖြည်းဖြည်းများလာတဲ့အခါမှာကြာတော့ဟနည်းကဒါ team လေးနဲ့စနစ်တကျ ဒါကူညီပေးခြင်းနဲ့ဆိုပြီးတော့ Guardian Myanmar Study in Turkey ဆိုပြီးတော့အနီးတော့ဒါ Education Consultancy Company လေးကိုမြန်မာမှာ new company registration လုပ်တယ် Turkey မှာတရားဝင် registration လုပ်ပြီးတော့ကြာတော့ကျောင်းနေနဲ့ချိတ်ဆက်တဲ့ဘိုင်းနေလုပ်တယ်မြန်မာမှာလည်း team လေးတစ်ခုတရားလုပ်ပြီးတော့မြန်မာကျောင်းသားတွေကိုစနစ်တကျဒါကူညီပေးခဲ့ပေးပစ်ခဲ့တာပေါ့နော်မြန်မာ visa process Turkey visa process ကျောင်းသားတယောက်လိုအပ်တဲ့ service မြန်မာမြန်မာအားလုံး Guardian မြန်မာမှာမရဘူးဆိုတာမရှိဘူး ဒါ तू อ่ะဆိုလို့ရှင်လဲဒါ Turkey ရဲ့ operation မိုင်းမှာအဓိကဥစီးပြီးတော့လုပ်ပေးနေတာပေါ့နော်အဲ့တော့ကြ Turkey မှာမြန်မာအစားတောက်ရှာရဲဆိုမြန်မာအစားတောက်တွေပြီးကျွေးလိုက်တယ်ចောင်းသားတယ်အဲ့လိုမျိုးပေါ့နော်ចောင်းသားတယောက်လိုအပ်တဲ့ဟာအလုံး annual service ပေးတယ်ဒါပေမဲ့ဒီထက်ပိုပြီးတော့ annual service ပေးနိုင်ဖို့လဲစူးစမ်းနေရပေါ့နော်အဲចောင်းသားတယောက်ဘာလို့လဲသူတို့ဥပမာ Turkey မှာဆိုလို့ရှင် Turkey မှာចောင်းပြီးတခြားနိုင်ငံတွေကိုကူးကျင်တာရှိတယ်အဲဒါမျိုးဆိုလို့ရှင်လဲဟန်တို့ထပ်ပြီးလုပ်ပေးနိုင်အောင်စူးစမ်းနေအပိုင်းလေးရှိရပေါ့နော်ဒီမှာမှចောင်းသားတွေကိုကူညီကျင်စိတ်နဲ့မြန်မာចောင်းသူ နေအောင်ဒါဟာမြန်မာနဲ့အဝေးရနိုင်ငံတခုမှာစခဲ့တဲ့ဒါ consultancy company တခုကပေါ့နော်အခုဆိုလို့ရှင်ဟန်နီတို့အကြောင်းသား100ကျော်မြန်မာနေပြီးတော့ check ခဲ့ဟန်နီတို့ပို့ပေးခဲ့ပြီးပြီအဲ့မှာမှာ25 to 75 scholarship ရတဲ့အကြောင်းသား80ကျော်ရှိပြီးတော့ဟန်နီတို့100% scholarship ရတဲ့အကြောင်းသားတွေလည်းရှိခဲ့ရပေါ့နော်ဒါလေးကတော့ဟန်နီအမြဲပြန်တွေးတိုင်းကို journey လေးကိုဒါကျင့်နေရတဲ့အခိုက်အတန့်လေး ဟုတ်ကဲ့ပါဒီ Turkey ရဲ့ဒီ education ကိုစိတ်ဝင်စားရတဲ့လူတွေဆိုလို့ရှိရင်ကိုကအဲဘယ် level ကနေစပြီးတော့မှဒီကို try လုပ်ရတယ်ကိုကဒါဆိုလို့ရှိရင်ငါတော့တက်လို့ရပါမလားဆိုတာမျိုးရှိရယ်ဆိုတော့ဒီအခု high school ပြီးပြီးသားလူတွေရှိမယ်အခုဒီအဲဒီ Tech School University ကိုနားထားရတဲ့သူတွေအခြေအခြေအနေကြောင့်ကြောင့်နားထားရတဲ့သူတွေရှိရယ်ဆိုတော့ဘလိုလူတွေကနေပြီးတော့မှစပြီးတော့ဘလိုပညာရေးကိုစလို့ရတယ် requirements တွေကတော့ဘာရှိရယ်ဆိုတာလေးပြောပြပေးပါဦးရှင်ဟုတ် အဲဒီကတော့ဟောပေါ့နော်အဲចောင်းသားတွေကျမတို့ University တက်နေရင်ဟောပေါ့နော် Semester ဖြစ်ကြတဲ့ចောင်းသားတွေပညာရေးတပိုင်းတစ်စားចောင်းသားတွေဆိုရင်လည်းဟန်ဒီတို့အဓိကထားပြီးတော့ကူညီပေးဖြစ်တယ်အဲတခုကောင်းလာက Turkey University တွေမှာကသူကဒီမြန်မာနိုင်ငံမှာ University တက်ထားတယ်ဆိုတော့ credit transfer တည်ခွင့်ပေးအဲအဲ့တော့ကြာတော့ credit transfer တည်ပြီးတော့အဲသူတို့ evaluate လုပ်ပေးတယ်ပြီးရင်ကျောင်းသားဘယ်နှစ်ကစပြီးတော့တက်တက်ရမလဲဆိုတော့သူတို့သတ်မှတ်ပေးတယ်ပေါ့နော်ဆိုတော့ပညာရေးတစ်ပိုင်းတစ်စနဲ့ကျောင်းသားတွေအတွက်လည်းဟန်နီတို့အများကြီးကူညီပေးနေတယ်အဲလက်ရှိဟန်နီတို့ကူညီပေးခဲ့တဲ့ကျောင်းသားတွေမှာလည်းဒါပညာရေးတစ်ပိုင်းတစ်စနဲ့တူရကီမှာဒါယူရိုပွဲကိုရအောင်ပေါ့နော်အဲကူညီပေးနိုင်ခဲ့တဲ့ကျောင်းသားတွေလည်းအများကြီးရှိတယ်အဲ credit transfer ရမယ်ပြီးရင်နောက်တစ်ခုကကျမတို့ဟိုဟိုအရှင်နဲ့ကပေါ့နော် အဲထပ်တန်းပြီးထားတယ်မြန်မာဆရာအောင်ထားတယ်ကလေးတွေ university ဆက်မတက်ဖြစ်ဘူးပေါ့နော်ဒီ covid တွေနဲ့အကြောင်းကြောင်းကြောင်းကျောင်းတွေပိတ်ကြတာတွေဆိုတော့အဲအဲ့လိုကျောင်းသားလေးတွေဆိုရင်လည်းဟန်ဒီတို့ဟို bachelor ရေအောင်ဝန်နေစပြီးတော့တက်လို့ရအောင်အကူအညီပေးနေတယ်အဓိကတော့အဲကျမတို့ခုနပြောတဲ့ university တပိုင်းတစကျောင်းသားတွေလည်းအဲဒီ credit transfer လုပ်ပြီးတော့အဲတူရကီနိုင်ငံမှာ euro ဘွဲ့ကိုရမယ်ပြီးရင်ခုနပြောတဲ့အဲဒီမြန်မာဆယ်တန်းအောင်ထားတဲ့ကလေးလေးတွေ တို့ဆိုလို့ရှိရင်လည်းရာဝန်စတက်လို့ရမယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကအဲကျမတို့မြန်မာနိုင်ငံအကြောင်းနေမှာပဲ University တွေမှာပဲအဲဘွဲရထားတယ်ဆိုလို့ရှိရင်တို့ရဲ့အဲဘွဲလက်မှတ်ပြီးအမှတ်စင်းရှိုံနဲ့အဲတူရကီနိုင်ငံကဒါကမ္ဘာထိပ်တန်းတက္ကသိုလ်တွေမှာပေါ့နော်ကျမတို့အဲမာစတာဘွဲတွေအဲဒါတက်လို့ရတယ်ပေါ့နော်အဲ့ဒါကြီးတော့လည်းအကောင်ဆက်စားရကူညီပေးနေပါတယ် ဒီထရီကီနိုင်ငံရဲ့ဒီအလောက်ကင်ခွဲလန်းပေါ့ဒါရောဘလိုအခြေအနေရှိလဲချူရီယာရှိရလေအာပြန်မြန်မာပြည်ကိုပြန်ပြီးတော့မှမသွားတော့သေးပဲနဲ့လောလောဆယ်မှာဒီကြောင်းတက်ရေလောလောချင်တဲ့လူတွေရှိမယ်ဒီကြောင်းတက်ပြီးတော့မှကြောင်းပြီးသွားတဲ့အခါမှာအလောက်ကင်ခွဲလန်းအခြေအနေကဘလိုရှိမလဲဆိုတာလေးပြပြပေးပါဦးဟုတ်ကဲ့ အဲအလောက်ကန်ခွန်လန်လည်းဟန်ဒီပထမအဆုံးရောက်လာတဲ့မြန်မာတယောက်အနေနဲ့တော်တော်လေးရင်ဆိုင်ခဲ့ရတဲ့အခက်အခဲပေါ့နော်။ဘာပြောနိုင်ငံအသစ်တစ်ခုမှာအဲအလောက်ကန်တော့စ조사ရဲဆိုတာမလွယ်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကို့လိုပဲအလောက်ကန်ရှာဖွေနေတဲ့ international ကចောင်းသားတွေအများကြီးပဲ expert တွေအများကြီးပဲ။အဲ့ထက်အနေမှာ ကိုကို interview ရတဲ့သူကအလုပ်ရှင်ကကိုကိုဘာလို့ခတ်မှာလဲသူတို့ထက်ကြော်ပြီးတော့ဘာလို့ကိုကိုခတ်မှာလဲဆိုတော့ဒါတော်တော်လေးရင်ဆိုင်ကြုံတွေ့ခဲ့ရတာပေါ့နော်နံပါတ်1ဟန်နီကအဲ တူရကီလိုမတက်ဘူးပေါ့နော်အင်္ဂလိပ်လိုဟန်နီပြောနိုင်တယ် communicate လုပ်နိုင်တယ်ဆိုတော့အဲကိုရိုင်း CB ပြင်းတယ်အလုပ်တွေကိုရိုင်းရှာတယ်ပေါ့နော်အဲခါတကဘာလုံးကအလုပ်တွေပတ်လျှောက်တာပဲတခါလေကြလို့ရှင်ဒါ UK ကအလုပ်တွေ US ကအလုပ်တွေကိုအဲ remote job အနေနဲ့လှမ်းပြီးဖြည့်တဲ့အခါကြလို့ရှင် ူတို့ဘက်ကယုံကြည်နေချိန်တာဆိုတော့ည7နာရီလောက်မှာထပြီးတော့အင်တာဗျူးဖြေရတာမျိုးလေကြုံခဲ့ရတာပဲပေါ့နော်အဲ့တော့အလောက်ခိုင်ခွန်လန်းချိန်နေရတော့ဟနီကအလောက်တွေ့ကြုံတစ်ခုရှိခဲ့အင်္ဂလိပ်လိုပြောနိုင်တဲ့အပေါ်မှာတူရကီရောက်ပြီးတော့၄လအကြာမှာအဲဘသူအကူညီမမပါခဲ့ပဲနဲ့ဒါမြန်မာเจ้าသူတယောက်က white collar job ကိုဒါရခဲ့ပေါ့နော်ဒေါ်လာနဲ့ပေးတဲ့အလောက်ကိုရခဲ့တယ် ပထမတလမှာပဲသူကယာရုတိုးတယ်လာစာတိုးတယ်အဲဒီလိုမျိုးအဲကြောင်းတက်နေရင်လည်းအလုတ်ကန်ခွန်လန်းရခဲ့တယ်ပေါ့နော်နောက်ကြောင်းသားတွေကြတော့လေသူတို့အင်္ဂလိပ်လိုပြောနိုင်တယ်အဲဟန်နီရိုဂိုင်းနမ်မြန်မာမှာဆိုလို့ရှင်လေအဲကြောင်းသားတွေအတွက်ပထမတလမှာဂျာတူရကီဘာသာစကားအခမဲ့သင်ပေးနေရရှိတယ်သူတို့အလုတ် communicate လုပ်နိုင်တယ်ဆိုလို့ရှင်တော့အလုတ်ကန်ခွန်လန်းပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါကတော့ကြောင်းတက်နေရင်ねပေါ့ ဒါကြောင်းပြီးတော့အခါမှာကြာတော့လေကိုက Turkey နိုင်ငံဘွဲတစ်ခုလည်းရှိရယ်ကြောင်းတဲ့နေရင်းနဲ့လည်းအလောက်ကန်တွေ့ကြုံလေးရှာထားတယ်ဆိုလို့ရှင်သူကအစိုးရနေပြီးတော့6လအနေနဲ့ graduation visa ပေါ့နော်အလောက်ရှာဖို့အတွက်နေထိုင်권ထပ်ပြီးအဲ့ဒီမှာအလောက်ရခဲ့မယ်ဆိုရင်တော့ work permit နဲ့ဆက်နေပြီးတော့ Turkey မှာပဲအလုပ်လုပ်ရမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကသူက Turkey ကဘွဲတွေက နိုင်ငံတော်တော်များများမှာ recognize ဖြစ်တဲ့ပုံမှာသူက Turkey မှာမနေဘဲနဲ့ចောင်းသားလေးတွေကလည်း Turkey မှာပွဲရပြီဆို Turkey မှာဆက်နေဖို့တဲ့တခြားနိုင်ငံတွေကိုကူးကျင်ကြတာဘလို့ပြန်တန်းကျင်ကြအောင်နော် flying လောက်ကျင်ကြအောင်ဆိုတော့အဲယူရိုကနိုင်ငံနေပြီးတော့တခြားအဲ Turkey ဘွဲ့ strong ဖြစ်တဲ့နိုင်ငံတွေမှာသွားပြီးတော့အလုပ်ရှာကြရလေရှိရှင်အဲ Turkey stepping stone လေးပေါ့နော်အဲ Turkey မှာပွဲယူမယ်ယူရို အတိမပြုတ်ပွဲယူမယ်ပြီးရင်ဥရောပနိုင်ငံတွေမှာအအလောက်ကန်ခွန်လန်းနေနဲ့သွားမယ်ပေါ့နော်ဆိုတော့နောက်ဆုံးအနေနဲ့အာဒီလက်ရှိ Turkey နိုင်ငံမှာလည်းကိုကိုတိုင်းကလည်းပညာသင်ကြားနေရလက်ရှိကိုတိုင်းနေထိုင်နေရလူတယောက်လည်းဖြစ်တယ်ဆိုတော့ဒီအခုသွားမဲ့လူတွေရပြီးွားရင်လက်ရှိနေထိုင်နေရလူတွေရတွေအတွက်ကိုအမ်ကိုရဲ့ဒီ time management တွေဘယ်လိုလုပ်တယ်ဒီ financial management တွေဘယ်လိုလုပ်တယ်ပြီးသွားလို့ရှိရင်ကိုဘက်ကဖြည့်ဆွက်ပြောချင်တဲ့ဒီចောင်းသားလူငယ်တွေအတွက်အကြံပေးစကားလေးပေါ့နော်ညီမလေးတို့တို့ချက်စီပြောပြပေးအောင်ရှင့်ဟာ အနေတို့ဒီအနိုင်ငံတစ်ခုမှာနေတို့သွားပြီးတော့ကြောင်းတက်ကြပြီဆိုလို့ရှင်ကိုယ့်ရဲ့ရည်ရွယ်ချက်အဓိကကကြောင်းတက်ဖို့ဒီဂရီတစ်ခုကိုထိုက်တန်တဲ့ဒီဂရီတစ်ခုကိုပေးထားတဲ့အချိန်နေငွေကြေးတွေအတွက်တန်အောင်ရဖို့ကတော့ဟန်နီကကြောင်းသားလေးတွေကိုပို့ပြီးတော့ focus ထားစေချင်တယ်ပေါ့နော်တချို့ကြောင်းသားလေးတွေကကြတော့ part time လုပ်တယ် full time လုပ်တယ်အဲ့ဒီကရတဲ့လစာကိုပို့ပြီးတော့တာယာသွားပြီးတော့ကြောင်းစာဘက်မှာ balance ပြအောင်မလုပ်နိုင်မင်းနဲ့ရော့သွားတာလေးတွေကြတော့ကြောင်းသားအတွက်နဲ့နာရလို့ဟန်နီကတော့မြင်နေပေါ့နော်ဟန်နီ ကိုယ်တိုင်လည်းဒါចောင်းတက်ရင်းနဲ့အဲအလုံးလုတ်ခဲ့တဲ့ចောင်းသူတယောက်နေနဲ့မလွယ်ဘူးပြင်ပန်းနေတခါလေအိမ်ပြန်ရောက်လို့ရှင်ချိန်မချွတ်ပဲနဲ့ဘုံကနေအိပ်ပျော်သွားတဲ့အချိန်တွေရှိရပေါ့နော်အဲ့တော့ဒါလေးတွေကခဏပဲလူတိုင်းကြုံရတာပဲခက်ခဲတယ်ပင်ပန်းတယ်ဒါပေမဲ့အချိန်တစ်ခုရောက်တဲ့အခါမှာအကိုလုံနိုင်တယ်ဆိုတာဒါကိုရဲ့အဲပြန်ကြည့်လိုက်တဲ့အခါမှာလည်းအများရန်ကျေနပ်ရမယ့်ကိစ္စတစ်ခုပေါ့နော်အဲ့တော့အဲ့ဒါလေးကို balance ဖြစ်အောင်ចောင်းသားလေးကြီးစူးစမ်းကြစေခြင်းနဲ့ကိုရဲ့ရည်ရွယ်ချက်လေးမပြောက်စေခြင်းမို့ ပြီးလို့ရှိရင် Turkey ကတကယ်ကိုကျောင်းလာကတသက်သာသာနဲ့ quality education ပေးနိုင်တဲ့ပုံမှာဒီဟာလေးကိုတန်မိုးထားပြီးတော့အဲဒီ Turkey ဘွယ်လေးကိုကိုပေးထားတဲ့ဟာတွေနဲ့တန်အောင်ပြန်ရဖို့စူးစမ်းစီခြင်းတယ်လို့ဟန်နီကတော့ကို့အတွေ့အကြုံလေးနဲ့ရှင်းပြတော့မှာကျင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါညီမလေးရယ် share လုပ်ပြပါဟုတ်ကဲ့အဲဒီကတော့ခုနမမပြောသွားသလိုပဲပေါ့နော် အလုပ်ဘက်မှာ ANG အယုံစိုက်တာအထက်ចောင်းစာမှာလည်း GPA ကောင်းအောင်စူးစမ်းစီစဉ်နေပေါ့နော်တကယ်လို့ GPA ကောင်းထားတယ်ဆိုလို့ရှိရင် Turkey University တွေကသူက100% scholarship ចောင်းလာကကင်းလုတ်ပေးရရှိတယ်ပြီးရင်နောက်တစ်ခုကကျမတို့ Erasmus လို့ခေါ်တဲ့သူတို့ Euro Exchange Program ပေါ့နော်အဲ့အဲ့ဒီ roi chain program တွေမှာလည်းသူတို့ GPA ကောင်းတယ်သတ်မှတ်ထားတဲ့ qualification ပြည့်မီရယ်ဆိုလို့ရှိရင်အဲသူက ယူရို country တွေကနိုင်ငံတွေမှာဥပမာဂျာမနီတို့အီတလီတို့ပေါ့နော်အဲအဲ့လိုနိုင်ငံအကြောင်းတွေမှာအဲသူက semester တစ်ခုကနေနှစ်ခု အခမဲ့အဲသူကဟိုပါပေါ့ဒီ ចောင်းရဲ့ဇေယိတ်နဲ့ကိုသွားသွားတက်ရတာရှိရပေါ့เนาะဆိုတော့အဲចောင်းသားတွေအဓိကဒါကိုယ့်ရဲ့အဲဒီအလုပ်ကိုလည်းလုပ်မယ်ပြီးရင် GP ကောင်းလည်းကြိုးစားမယ်ဆိုရင်ចောင်းတက်နေတော့မှာလဲ scholarship အခွင့်အလမ်းတွေအများကြီးရှိရယ် Euro country မှာသွားပြီးတော့ပညာသင်ခွင့်ရမယ်အခွင့်အရေးတွေလည်းရှိရယ်ចောင်းပြီးသွားရင်လည်းသူ့ရဲ့အလုပ်ကောင်အခွင့်အလမ်းသူများထက် GP ကောင်းတဲ့ចောင်းသားကတော့တာနေမှာအဲအဲ့လိုမျိုးရှိတာဖြစ်တဲ့အတွက်အဲចောင်းစားကိုလည်းကြိုးစားကြဖို့ဟိုမှာကျင်ပါတယ်ဟုတ် ဟုတ်ကဲ့ပါအဲ့တော့အခုလည်းအများကြီးเนาะဒီဒီ Turkey ရဲ့ဒီ education fee ဒီ Euro ရဲ့ education ကိုပါအားလုံးပြပြပေးခဲ့တာဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အာနောက်ဆုံးအနေနဲ့ဒီကျောင်းသားလူငယ်တွေပေါ့เนาะဒီ Turkey မှာတက်ချင်တဲ့လူတွေတွေမဟုတ်ဘဲနဲ့တင်တဲ့ဒီကျောင်းသားနေရဲ့ကျောင်းသားလူငယ်တွေရှိရဲဆိုတော့ဒီလူငယ်တွေအတွက်ကိုအားပေးစကားလေးပြောပေးပါအောင်ရှင့်ဟုတ်ကဲ့အဲ့တော့လေခင်ဗျားတို့ ဒါမြန်မာနိုင်ငံကနေပြီးတော့ကိုယ့်ရဲ့အဲចောင်းသွားတက်ဖို့အတွက်ပေါ့နော်နိုင်ငံခြားမှာပညာသင်ဖို့အတွက်ရွေးချယ်ကြရဲဆိုတာကဒါအရေးကြီးတယ်ဈေးကြီးတယ်ပေါ့နော်ဟန်ဒီចောင်းသားလေအဲဒါ consultation လုပ်တဲ့အခါမှာအများကြီးပြောပြတဲ့စကားပေါ့အဲ့တော့ကြတော့ကိုចောင်းသွားတက်မဲ့နိုင်ငံကိုယ့် degree ပေးလိုက်မဲ့နိုင်ငံတစ်ခုအကြောင်းသေချာလေ့လာပါစုံစမ်းပါပြီးတော့ကြတော့ဒါဟန်ဒီတို့လိုမျိုးအတွေ့အကြုံရှိရဲ့ဒါဟန်ဒီတို့ဆိုလဲ free consultation ဖြစ်ပေးနေတာဖြစ်တဲ့ အဲ Turkey ကိုမှစိတ်ဝင်စားရဆိုလို့ရှိရင် Hanyu နဲ့ consultation လာလို့ပါမသိတာမှန်သမျှအားလုံးအမနာပဲနဲ့မေးပါ scholarship opportunity တွေနိုင်ငံတိုင်းမှာအဲသူ့ရဲ့နိုင်ငံအကြောင်းတရားတွေ culture တွေဆိုတာရှိတယ်ပေါ့နော်အဲ့တော့ကြကိုကြောင်းတတ်မဲ့နိုင်ငံကိုတေချာလေ့လာစုံစမ်းပြီးတော့ကြတော့ဒါမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ကြပါစေလို့ Hanyu ကတော့ဒီအဲ့ဒီတည်င်းစကားလေးပါပါတယ်ရှင်ဟုတ်ကဲ့ပါ ဟုတ်အတိတ်ကတော့ကျမတို့ဒါကျမတို့ဆိုလဲအသက်ရွယ်တစ်ခုရောက်တဲ့ချိန်မှာအနိုင်ငံအသက်တစ်ခုမှာစပြီးအကုန်အစပြန်စရတာပေါ့နော်ဆိုတော့အနိုင်ငံရဲ့ခြားမှာစူးစမ်းနေတဲ့လူငယ်တွေကိုလည်းတစ်ခုပြောချင်တာအမလွယ်ဘူးစူးစမ်းရတယ်ဒါပေမဲ့အချိန်တိုင်းတာတစ်ခုရောက်သွားတဲ့ချိန်မှာတော့ကိုစူးစမ်းမှုရဲ့အတိပွန်ကိုခံစားမှာဖြစ်တဲ့အတွက်အလက်မလျှော့ဘဲနဲ့အားမငယ်ကြဘဲနဲ့စူးစမ်းကြစေချင်ပါတယ်ဟုတ်ကဲ့ပါ တော့ခုလိုအပြည့်ပြည့်စုံစုံမအားရကြာနေလာရောက်ပြီးရဖြေကြပြီးညီမလေးရောနှစ်ယောက်စလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါ TVB နဲ့ Major ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါ